ခန္ဓာအတိပုံမီနီတပုံမှာမြင်းနှခီအပြေးပြန်ရတယ်တဖာလုံးရောက်တိုင်းပြင်းနေသလားလို့တဦးတူမေဇလန်အဒီတကူထားလို့ပေါ့ခယူကသူ့မျိုးနယ်တွေခယူတွေကိုအစီဝေးလုပ်တယ်မြင်းသားစားရင်အညောင်းပြေတယ်မင်းတို့မြင်းသားမစားကြညာဘူးလားစားကြပါလေအေးဒါဆိုငါပြောတယ်လို့ မြင်းနဲ့အပြေးပြိုင်မဲ့ခရူးကသူနဲ့ပုံစံတူခရူးတွေကိုတဖာလုံးမှာတကောင်ကြောင်စီနေခိုင်းလိုက်တယ်။မြင်းကပြေးနေသလားလို့မေးပြေးနေသေးတယ်လို့ဖြီးပေးရုံပဲ။ဂိုင်မွေးနေရောက်တဲ့အခါမြင်းနဲ့ခရူးနောက်တစ်ကောင်နေစပြီးပြေးကြတယ်။မြင်းလိုကောင်ကခရူးလိုကောင်ကိုအယူဆိုင်စရာလိုလို့လား။အားကြောင့်အေးစိတ်သက်သာစွာပဲမြင်းကလမ်းလျှောက်သွားတယ်။ အဖာလိုရောက်တဲ့အခါခယူနေလေးပြေးနေသလားခွဲလူမေးတယ်အသင်ဆောင်နေတဲ့ခယူကအေးငါပြေးနေသေးတယ်မောင်မြင်းကြီးလို့ပြန်ဖြေတဲ့အခါမြင်းတော့လောက်သွားတယ်ခယူလူကောင်ကသူ့နဲ့ရှင်ပြီးပြေးနေပါလားဆိုရင်စိတ်ကြောင့်မြင်းကဒုံဆိုင်ပြေးတယ်အဖာလုံးရောက်တိုင်းပြင်းနေသလားလို့တခါမေးတယ်ခယူးတကောင်ကလည်းပြင်းနေသေးတယ်လို့ပြေးတယ် ယူကိုရှုံးမှဆွေးနေမိမစင်မချင်းနဲ့ပြေးလိုက်တာနောက်ဆုံးအမောဆိုပြီးတည်တယ်မြင်းမိုက်လိုပဲဆိုရလိမ့်မလားမြင်းမိုက်နဲ့တူတော့မိတို့ဖက်လီဝင်လေးလေးကိုစောင့်ကြည့်ဖက်လီတစ်ခုတွင်ဝင်းလေးတစ်ခုတွင်ခနာပေါင်းများစွာပါနေတာကိုမသိသေးသေးတာပထမထွက်လေးဝင်းလေးကုံဝါမှာဒုတိယထွက်လေးဝင်းလေးတစ်ဖြစ်နေတာကမြင်သာပါတယ် ဘဝဆိုတာအဲ့ဒီလိုခဏပေါင်းများစွာအစဉ်ပန်းနေမှုနဲ့ပြီးဆောက်ထားတာစာတလုံးကိုစရိုက်တဲ့ပညာသတိသိဆုံးသွားမှဒုတိယစာကိုစက်ရိုက်နေတဲ့ပညာသတိဖြစ်လာတာရုပ်ဖောက်ပြန်မှုတွေနာကျင်မှုတွေခံစားမှုတွေအဲ့ဒီလိုကြီးပဲအတိအတိခဏဖြစ်တည်မှုနဲ့ပေါ်လိုက်ချုပ်လိုက်အတိထပ်ပေါ်လိုက်ဘယ်နေရာမစုတ်ဘယ်ရာမစုတ်ခဏဝါလာဆိုတဲ့အတိ အကောင်းလာတဲ့ကလွတ်လပ်မှုရလာတယ်။သီးခံနိုင်မှုရှိလာတယ်။ကြောက်စိတ်နည်းလာတယ်။ဘာလို့လဲဆိုတော့စုပ်ကိုင်တွေကရှာမလို့လို့ပဲ။တကယ်တော့စုပ်ကိုင်ကြီးကိုမရှိတာ။ဥစဉ်တို့ကစုပ်ကိုင်မရတာတွေကိုစုပ်ကိုင်လို့ရတယ်ထင်ပြီးစုပ်ကိုင်ထားခြင်းနေကြလို့ပြီးမခံနိုင်ဖြစ်နေကြတယ်။ကြောက်စိတ်ဖြစ်နေကြတာ။ကိုကမြင်းမယ်ထင်ထားတဲ့အရာကိုစွန့်လို့ရမှာစိုးတယ်လေ ို့သောသို့သောအရာအလုံးဟာခဏပါလားဆိုတဲ့ခဏအတိတော့ရကြပါရဲ့အဲ့ဒီအတိလေးကခဏပဲခံပြီးတူတူကုကုမေ့နေတာကများတယ်မို့လားခဏဆိုတာကိုမေ့နေတော့မြဲတယ်ထင်ပြီးထောင်လွှားမှုတွေဟွာကြွမှုတွေနဲ့ပျော်မွေ့နေရရောခယူတွေတန်းစီနေတာကိုတကောင်နဲ့ထင်နေပြီလေ ။ဒါမှန်လို့ဝင်ပြောနဲ့အကြာမင်းကြီးတော့မွေးတဲ့။အကြာမင်းကြီးဖះရှင်စီကဝေဒနာတရားနာရပြီးသောတာပန်တည်တယ်။နတ်ပြည်ပြန်တယ်။ရှင်သာရိပုတ္တရာရှင်မကြီးကဘုရားရှင်တရားမင်းကိုဘာတရားများဟောလိုက်ပါလေလို့သိကျင်တဲ့အတွက်ချက်ချင်းနတ်ပြည်လိုက်သွားတယ်။အကြမ်းင်းဆောဆောကနာခဲ့တဲ့တရားကိုမေ့နေပြီတဲ့ပြန်မရှင်းပြနိုင်တော့ဘူးဒါနဲ့အရိပုတ္တရာအရှင်မြတ်က တရားမင်းရဲ့ပတ်သက်ကိုတကိုယ်တော်နဲ့ကင်လောက်ခြောက်ပြားမှာကြောက်စိတ်ဖြစ်ပြီးတရားကိုပြန်တည်ရတယ်ဆိုပဲတတော်ဟာဆိုတာကလည်းပြီးပြီးနဲ့တွေးမှာကြောက်လန့်ပြီးတရားဖတ်တကောယောဂါလေးတကူထဖြစ်တော့အိမ်မှာကြောက်ပြီးတရားတွေနာတရားတွေကကုသူတွေဖိလို့ယောဂါလည်းကောင်းသွားရောဘယ်တော့မှမတည်တော့မယ့်လူလူထင်မြင်ပြီးပြီးချင်းတရားကိုမေ့သွားကြတယ်မဟုတ်လား ဦးစင်းတို့ကိုတတ်မယ်တင်မင်းရဲ့လက်ပါးစီတွေကအများကြီးမအများကြီးရဲ့ယောဂကိုနိုင်အောင်တိုက်တိုက်ဖို့အတွက်တင်မင်းကိုနိုင်အောင်တိုက်ဖို့ကပိုရေးကြီးတယ်တင်မင်းကိုနိုင်ဖို့တက်ကလည်းကိလေသာကိုတတ်နိုင်မှဖြစ်တယ်ကိလေသာကိုတတ်နိုင်ဖို့ကလည်းအာယုံရဲ့ခဏတဘာဝကိုအမြဲတည်နေလို့လိုတယ်ခဏပါလားဆိုတဲ့ဒီစိတ်မှာထုံနေမှကိုဖြစ်တယ် ခဏဆိုတာအနိစ္စကိုပြောတာလေခဏပါလားဆိုရင်ရှင်သန်နေဖို့ခဏအတိကိုခဏခဏတည်နေရအစင်မပြတ်လုံနေမှာဖြစ်မယ်ခယူးကတကောင်ချင်းစီရပါတကောင်လည်းမဟုတ်ပါဘူးအစင်ပညာတည်ရဘရမကျုံကြောက်စိတ်ဖြစ်ရတာတိုင်းလာစာအုံးမှာထုံနှုတ်ပတ်ရှုတယ်